ီနေ့မှာကျွန်တော်မိသားစုဝင်တွေကိုတင်ပြခြင်းနဲ့အကြောင်းအရာကတော့အချမ်းဖက်စစ်ခွေးတက်ရဲ့လွန်အင်မတန်ရုပ်မှရိုင်းဆိုင်မှုတွေကိုကျွန်တော်ဖော်ပြပေးခြင်းတာပါဘုဇုတ်ဂရမောတောင်မှမင်းတို့ဟာလူမဟုတ်တော့ဘူးလို့ပြောရတော့အောင်ရက်ဆက်လုံးတဲ့အကြောင်းတွေပါပါပြီးတော့ကျွန်တော်တို့ TNL တပ်ဖွဲ့ဝင်ကိုခေါင်းကိုဖြတ်ပြီးတော့ဆာလာအိတ်ထဲမှာထည့်ပြီးတော့ drone နဲ့ ပြန်ချပေးတဲ့အကြောင်းတွေကိုကျွန်တော်မိသားစုကိုကြားရမှာပါ။တောင်မဲတိုက်ပွဲနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရသတင်းတွေကိုဖော်ပြပေးမှာဖြစ်တဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝေးရင်ကြည့်ရှုကိုကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုဒလီဒစာဖိတ်ခေါ်လိုက်ပါတယ်။မင်းတို့ကလူမဟုတ်တော့ဘူး။အဲ့ဒီစကားကိုပြောလိုက်တဲ့သူကဗိုလ်ချုပ်ဂွမ်မော်ဖြစ်ပါတယ်။ဒီစတဲ့ကိုကျွန်တော်တွေ့လိုက်တဲ့ချိန်မှာအာ ဘုဘချုပ်ဘာကြောင့်ဒီအကြောင်းကိုတော်တော်လေးပြောလိုက်တာလဲဗျနော်ဟုတ်ပါရဲ့စဘောမျိုးမှာဒီနေ့မြင့်နေဒီနာကြီးခွဲဝင်းကျင်မှာဖြစ်သွားတယ်ဖြစ်စင်အဲ့ဒီဖြစ်စင်ကတော်တော်လေးကိုရှင်းနာစရာကောင်းတယ်ဒီနေ့ခဏလေးနာကြီးခွဲစဘောလေးတက်တက်ကိုကျန်ပစိခွေးတက်ကလေးချောင်းကနေပြီးတော့ဘုံကျဲချလိုက်ညနေ၄နာရီခွဲ ောင်သားចောင်းသူတွေចောင်းစင်းတဲ့အချိန်ကလေးတွေထိတ်ကြိုက်သွားတာဗျာအဲ့ဒီရုပ်သံဗီဒီယိုဖိုင်ကိုတော့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်ရဲ့မိသားစုကြီးတော့ကြည့်ပေးပါဒီပစ်စင်နဲ့ပတ်သက်ပြီးတော့ဘုရားကောင်းဖို့ကိုတိုင်းဖြတ်ပြီးတော့ပြောလိုက်တယ်မိမောကယူမဟုတ်တော့ဘူးကျွန်တော်ဂိုင်းကြီးရောက်မှရှိတယ်ကျွန်တော်မိမပြည်သူအားလုံးကလည်းလက်ရှိအာနာရှင် အောက်ကကျုံပေါက်တွေအကုန်လုံးကိုလည်းလူတို့ကိုမတတ်မှတ်ထားပါဘူးကိုကျုံဒါကြောင့်လည်းစခွင်းကိုကျွန်တော်တို့ကခိုင်းနိုင်တာဒါတော့မှခွေးချစ်တဲ့သူတွေကခွေးနဲ့ခိုင်းနိုင်တာမသိတော့တဲ့အကြောင်းကိုတော့မှကုံလေးတက်ခံခဲ့ရခွေးနဲ့မခိုင်းနိုင်ပါနဲ့တဲ့ခွေးကသမင်းကျွေးရဲ့လက်ကိုပြန်မကိုက်ဘူးတခင်ပေါ်အရန်သက်စာရှိတာလက်ရှိအကြောင်းဖတ်စစ်ခွေးတက် ကျွန်တော်တို့ကဒီလိုသုံးတာဟုတ်ဗျာခွေးလုံးတောင်မှသစ္စာမရှိခွေးလုံးတောင်မှအခင်ပေါ်အကာဝင်ပေးနိုင်တယ်သူကြီးရဲ့လက်ကိုပြန်မကိုက်တော့ဆိုတော့ခွေးနဲ့နှိုင်းတာကိုခွေးချစ်သူတွေကပ်ကော့တာကျွန်တော်လုံးဝကိုတရားခိုင်လုံးအပြည့်လက်ခံလိုက်ပါဒါပေမဲ့လည်းဗျာကျွန်တော်တို့ကနှုတ်ကလည်းကျိုးတယ်စခွေးစခွေးဒါပဲကျွန်တော်တို့ကဝတိပါသွားတာဟုတ်ဗျာဟုတ်ပြီ ဒီနေ့ကျွန်တော်တို့တောင်းတမတော် TNL တောင်းပွဲတိုက်ပွဲတွေအကြောင်းပြီးတော့ကျွန်တော်တို့ကနေပြီးတော့ဒါတောင်းတပွဲဝင်အရှင်ဖမ်းမိလိုက်တဲ့ TNL တပွဲဝင်ကိုခေါင်းကိုဖြတ်စာလိုက်ရဲကိုထက်ပြီးတော့ drone နဲ့တဲဆောင်ပြီးတော့ကျွန်တော်တို့ TNL တပွဲဝင်ဘက်မှာသွားပြီးတော့ချပေးခဲ့တယ်အချမ်းမဲ့ဖက်စစ်ပွတ်တဲ့ရုပ်မှာရိုင်းဆိုင်တော့ဒီကြောင်းတွေကိုကျွန်တော်မိသားစုနေ ျွန်နဲ့တစ်တစ်ချာချာလေးဆွနေကြမယ်ဗျာဟုတ်ပြီရောနာဦးဆိုတာစက္ကန့်ရေးပါတီဝင်ကိုကန့်တထေးကိုတော့တရုတ်ကတည်တံပေးလိုက်ပါချမ်ပွန်တော့ကျွန်တော်အမိသားစုဝင်ကိုကန့်ကတရေကြီးမိရှောက်ချမ်းနဲ့မိသားစုဝင်တွေကိုတရုတ်ကအကုန်လုံးကိုတည်တံပေးလိုက်ခြင်းဖြစ်ပါတယ်ရုပ်နိုင်ငံဝမ်ချိုးပြည်သူ တရားရုံးကနေပြီးတော့မြန်မာနိုင်ငံကိုကန့်ဒေတာမှာအခြေစိုက်ပြီးတော့ online ဝေလင်ဂိုင်းပြီးတီထောင်ခဲ့တဲ့ကိုကန့်တရေမိလျှောက်ချမ်းနဲ့တာမိကော်ဖဲမြေဖြစ်သူမိချင်းချင်းနဲ့လက်လက်ကန်ခေါင်းဆောင်ကျိုးဝီချမ်းတို့အပါအဝင်12ဦးကိုတေတန်းနောက်ထပ်9ဦးကိုနှစ်နှစ်ဆိုင်းငတ်တေတန်းစတောက်ဦးကိုထောင်နှံတက်ကျုံးနဲ့12ဦးကိုထောင်နှံ9နှစ်ကနေပြီးတော့24နှစ်အထိအသီးသီးချမှတ်လိုက်ပါတယ် ဲ့ဒီမိသားစုဝင်အကုန်လုံးဟာကြံ့ဖို့မိသားစုဝင်တွေဖြစ်ခဲ့ပြီးတော့အဲ့ဒီမှာလဲပါတီထောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်အကြမ်းမဖက်စစ်ခွေတက်နဲ့ပတ်သက်သူမှန်မြအခုလိုပဲစသိမ်းရတယ်ပြီးတော့ကြံ့ခံရေးပါတီကြံ့ဖို့ပါတီ จ้าပြန့်လူလိန်ဂိုင်းတွေကိုလက်ခံတဲ့ပါတီတခိုးချိုးတွေကိုလက်ဝေကန်လက်ကင်ထုတ်ပြအသုံးပြုတဲ့ပါတီငကူတွေကအဲ့ဒီချက်ဖို့ပါတီဆိုတာကလည်းစစ်ခွေးအပိုင်းဝိုင်းကဆင်းသက်လာတဲ့သူတွေမကြသေးတဲ့အောင်မလားချက်ဖို့ပါတီဝင်တဦးကသူတို့အသေးကွဲတဲ့အကြောင်းရုပ်သံဗီဒီယိုမှတ်တမ်းကြီးအောင်ထွက်ပေါ်လာသေးတယ်မူးချွေကိုတက်ကောင်လေးရား ကြက်ဖုတ်ပါတီဝင်တွေမှာတကယ်ခေါင်းဆောင်နေရာဒီဂဝင်လိုက်တော့ငါတို့ကြက်ခိုင်ရေးကကောင်တွေကခွေးဖြစ်ပြီပေါ့ဆိုတာမျိုးကိုသူတို့နှုတ်ကသူတို့ကိုယ်တိုင်ပြောလာတာကိုเจ้าတော့ကိုသိရှာတယ်ကိုလည်းကြက်ခိုင်ရေးပါတီဝင်ကြားခန့်လူလိန်ဂိုင်းကိုကန်တဲ့ဟင်းနဲ့သူ့မိသားစုဝင်တွေအကုန်လုံးကိုတော့တယောက်ကတေးတန်ပေးလိုက်ပြီတိတ်ခါကြားလေပြား တော်ပြီတော့ကျွန်တော်တို့ဒါကြက်ခံရေးအဖွဲ့ကနေပြီးတော့ကြည့်နေနေမယ်ဆိုရင်လည်းပဲပြင်တီပြလို့ရပြီเนาะကျွန်တော်ရဲ့မိသားစုဝင်ဟုတ်ပြီဒီအခွင့်အခိုင်းငါ့ရဲ့ရုပ်လုံးစံလေးကိုဥဆောင်ပြီးတော့ကုကန့်ဒေတာအော်စာအနာရှိရဲ့မိမိသားစုဖြစ်ပါတယ်ခေါင်းဆောင်မိလျှောက်ချမ်းကြက်ခံရေးပါတီဝင် ချမ်ပီယံလွတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီးတော့သူ့ရဲ့သားမီကောဖင်းကကိုကန့်နေချာစောင့်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။သူကနိုင်ငံရေးနဲ့ဆေးအာဏာကိုသုံးပြုပြီးတော့သူ့ရဲ့ဂျာဆွတ်မှုလုပ်ငန်းတွေကိုကာကွယ်ပေးနေတာဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်။ ကျောင်းမိသားစုဝင်တွေတွက်ဆက်ပြီးတော့တည်လိုက်ရတာကတော့ပြည်သူ့ချက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်ခေါင်းဆောင်တအူးနဲ့နေသားဆောင်တဲ့ BGF ခေါင်းဆောင်တအူးကလက်ရှိအချိန်မှာတရုတ်ကနေပြီးတော့တည်တံပေးခြင်းခံလိုက်ရပြီဆိုတဲ့အကြောင်းဒါလေးကိုမှတ်ထားပြီပါဒါလေးကိုမှတ်ထားပြီးပြီဆိုရင်တော့ဒီကောင်ကိုကောင်ွယ်ပြီးတော့ဦးအောင်လှုပ်ဆောင်သွားမယ်လို့ ပြင်းပြင်းနဲ့အတွင်းကဂိမ်းငနဲ့ကန်ပုံးပွဲကစတင်ဘာ29ရက်နေ့မှာပူရက်ထုတ်ပြန်ကြီးညာလိုက်ပါတယ်ဘသူတွေကယူကော့ပွဲကိုကာဝယ်မလဲယူကော့ပွဲကိုကူညီမဲဆိုတာတွေကိုကျွန်တော်တို့တန်ဖိုးရှိစွာကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာရှိတဲ့ကရင်တွေအကုန်လုံးနဲ့တိလိုက်ရလို့တကောအကောင်မှာရှိတဲ့ကရင်တွေအကုန်လုံးကြားတိလိုက်ရတယ် federal ကိုတိဆောက်ချင်ပါတယ်ဆိုတော့ကရင်တမျိုးသားတွေအိမ်မက်ကိုရိုက်ချိုးတာအဲ့ဒီတပ်ဖွဲ့သုံးဖွဲ့လုံးကအဲ့ဒီတပ်ဖွဲ့ကတော့အားလုံးကြောင်းမိသားစုနဲ့ကြားမှာပါ BGF KNA လို့အမည်ပြောင်း KNU KNA လေး KPC ဒီရဲ့စလုံးတိုင်းကိုကျွန်တော်ပြတာเนาะကြောင်းမိသားစုနဲ့ PC လို့ဘယ်တော့မှသူတို့အမည်ရှေ့မှာရေးသေးတယ် KNU KNA လေး -PC PC ဆိုရဲ PC ပေါ့ဗျာဘာဖြစ်လို့ခုနောက်ဆုံးစီဝေးအထိကို KNU dash KN Ali dash PC ဆိုပြီးတော့တုံးပြရတာလေ KN သိခါကြာပြီးရင်တော့ထုံးစံအတိုင်းပေါ့ဗျာဒီကိပြီးရင်အရင်တော့ကဒီကိပြီးတော့ PC တော့ကသူကချားနေချန်ခွားထိုင်နေသေးတယ်ကျွန်တော်ပြသားဆိုဒါပေမဲ့သူတို့ဒီဘူကြီးကိုမလွန်ဆန်နိုင်ကြတော့ ဒါကြောင့်ကျွန်တော်ပြောတဲ့ DGB အောက်မှာရှိနေတယ်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကြောက်မိသားစုဝင်တွေကျွန်တော်အမြဲတမ်းအသိပေးပါတယ်အမျိုးသမီးတွေ PDF မျိုးသမီးတွေအရင်တင်းစားရှိတယ်ကြောက်ခတ်အဲ့လောက်ပဲကျွန်တော်ပြောကျွန်တော်နမိတ်တက်မပြောဘူးကျွန်တော်မိသားစုခုလိဂီကောရေကန်ကုန်းနဲ့ပြီးလိုက်ရအောင် ်ဒီတော့ရေကန်ကုန်းဆိုတာကျွန်တော်အပောင်းအဲ့နေရာမှာကျွန်တော်တို့တိုက်ပွဲတွေဖြစ်ခဲ့ရတဲ့နေရာဟိုးရင်အဆောက်ကိုပြန်ရောက်သွားတာလီကီကိုပြန်ခုခံနေရတဲ့အခြေအနေအရင်အဆောက်ပေါ့ဗျာအရင်အဆောက်ကျန်တဲ့အခု2000ဒီ2023 2024 2025မှာဖြစ်ခဲ့တာလေအကုန်ပြီးလိုက်ဟိုးအရင်အစလီဂီကော်မှာကျွန်တော်အားလုံးဒါပေါ့နော်အဲရောက်သွားတဲ့အချိန်လီဂီကော်ချန်ပီယံရှစ်ကိုဒီစစ်ကြောင်းလေးကဝင်လာတယ်အာကျွန်တော်လွတ်တော်မှတ်တည်းဟိုပြေးဒီပြေး အဲ့ဒီမှာကျွန်တော်တို့အဲကျွန်တော်တို့ KN KNU နဲ့အဲအချို့တပွဲဝင်တွေကအဲ့ဒါကိုကျွန်တော်တို့ခုခံထားရတာပေါ့ဗျာအဆုံးကြတဲ့လေးငုတ်ကြီးပါသွားတာပဲအဲ့ဒီအဆောက်ကိုပြန်ရောက်သွားတာအဲ့ဒီအချိန်တော့ကျွန်တော်ပြည့်တဲ့ fighter တယောက်ပဲရှိတယ်ထုတ်ပြီးဒါတော့ဒီကဘယ်ပြန်လဲတင်းကြီးအေဂျင်ကြီးပြန်ရှိဟိုငင်းချမ်းကြီး ပြန်ရှိအောင်ဘယ်လိုလှုပ်ဆောင်ကြမလဲရေးကြီးဆုံးအခြေအနေနဲ့ဆွေးနွေးခဲ့ကြတယ်ကျောင်းနေမြေမှာဒီမိုကရေစီရွေးကောက်ပွဲကိုပါဝင်မှုစိုးရိမ်မှုတွေရှိနေတဲ့ပြည်သူတွေအတွက်ဘယ်လမ်းကနေကူညီကာကွယ်ပေးနိုင်တာရှိတယ်ခရင်ပါတီအချို့ဝင်ရောက်ပါဝင်မှရှိတော့ဘယ်လိုသတိထားနေရမလဲဘယ်လိုလှုပ်ဆောင်ပေးနိုင်မလဲစသည်ဖြင့်တိုင်ပင်ကြတာရှိတယ်လို့ အင်းညဉ့်ညဉ့်ကောင်စီ PC ကဘုံမူကြီးစောကျော်ညွန့်ကပြောခဲ့ပါတယ်။မိကီ KNU ကင်းမျိုးသားစည်းရုံးမှာခွဲထွက်သွားတဲ့လက်နက်ကိုင်အဖွဲ့များကိုကင်းပြည်သူတို့လိုလားနေတဲ့တခုတည်းသောလက်နက်ကိုင်ဖြည်ဆန္ဒအရာအဖြစ်ရက်က2023ခုနှစ်မေလ28ရက်နေ့မှာကင်းလက်နက်ကိုင်များစည်းလုံးညီညီကော်မတီ KNU DGP PC နဲ့ BGF တို့စုပေါင်းဖွဲ့စည်းခဲ့ပူးပါတယ်။ ။ဘယင်းတို့အိမ်မက်တွေအခုတော့ဖတ်မှတ်လို့ရပြီပေါ့ကျွန်တော်ရဲ့မိသားစုမနေ။ဟုတ်ပြီ။အဲ့တော့ဒီချင်းချင်းနဲ့ပတ်သက်ပြီးတော့စကွေးအောင်စုကရေကောက်ပွဲကျင်းပသည်ဒီလူဆန္ဒနဲ့စန့်ကျင်တဲ့အတွက်ပူရဲစန့်ကျင်နေသည့်အတွက်ပူရဲသဘောထားထုတ်ပြန်သည့်လက်နက်ကင်အဖွဲ့များပြင်ဆင်ချက် ပုံပုံသက်တင့်တယ်လို့ပိုင်းပိုင်းမျိုးသားဖက်ဒရယ်ကောင်စီဥက္ကရာကခုလိုတိုက်တွန်းထားပါတယ် NCA စာချုပ်ကိုအကောင့်တွေပေါ်က KNU အဲ့ဒီတော့က KNU နဲ့နိုင်ငံရေးဥဆောင်မှုကိုခံယူမယ်လို့ကရင်လက်နက်ကိုင်အဖွဲ့တွေကပြောခဲ့တယ်သူရဲ့ရွေးကောက်ပွဲသဘောထားကပြည်သူသဘောထားပဲရွေးကောက်ပွဲကိုကူညီမယ်ဆိုတာကဒါကိုတွေးဖိနေတာ မင်းကြီးအေးချမ်းရေးဆိုတာကလည်းပြည်သူကိုရန်သူလိုတတ်မှတ်ပြီးတော့တတ်ဖြတ်နေတဲ့ဆက်ဆက်လက်အောင်မှမရှိဘူးဒါကြောင့်ဒါလေးကိုပြန်သုံးသပ်ဖို့ခင်းလက်နက်ကင်အဖွဲ့တွေကိုတိုက်တွန်းချင်ပါတယ်ဟုခွန်မြင့်ထွန်းကမှတ်ချက်ပြုထားတာကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးပြောနေကြတဲ့အတိုင်းပါပဲကရင်ကိစ္စကိုကရင်ရှင်းပါလိမ့်ကျွန်တော်တို့ဝင်ပြီးတော့ရှင်းလို့မရဘူးအဲ့လက်ရှိအချိန်မှာကျွန်တော်တို့ရဲဘော်တွေပေါ့နော်အဲ လုံးဝကိုအစင်ပြီးထောတဲ့အခြေအနေမှာအတရားတွေရွှေ့ပြောင်းဖို့အတွက်ပြင်ဆင်ရတာရှိပါတယ်။အဲ့အတွက်ကျွန်တော်တို့ဈေးတည်ပေါ့နော်။ဈေးတွေအများကြီးလိုအပ်နေတယ်ကျွန်တော်မိသားစုနေလေ။ဆိုတော့တဏ္ဍာရီဘက်ကဝင်းရကူညီပေးဖို့ကိုကျွန်တော်မေတ္တာရက်ခံလိုတယ်။ကျွန်တော်တို့လုံးလုံးမရတဲ့အရာမရှိပါဘူး။ဒါပေမဲ့ကျွန်တော်တို့လုံးလုံးရတဲ့နေရာမှာရှိဖို့တော့ လို့တယ်ပြောချင်တာကတော့လူမှန်နေရာမှန်ဖြစ်ဖို့အတွက်ကျွန်တော်တို့အများကြီးကြုံခံနေရတာရှိတယ်ကျွန်တော်မိသားစုဝင်တွေခံစားနားလည်မိမယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့အဖွဲ့ဝင်တွေကျွန်တော်ရဲဘော်တွေရွှေပြောင်းဖို့အတွက်ငွေကြေးတွေအမြောက်အများလိုအပ်နေပါကျွန်တော်မိသားစုဝင်ကိုကြီးပြီးမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ပြီဒီနေ့မှာကျွန်တော်အဓိကတင်ပြချင်တဲ့အကြောင်းကဖမ်းမိရတဲ့ TNL တပ်ဖွဲ့ဝင်ခေါင်းကိုဖြတ်ပြီးတော့ drone နဲ့ပြန်ချပေးတဲ့ကြောက်စိတ်အတွင်းပြပါ ဘာကိုဦးလက်ရှိ TNLA နဲ့ Jumpasic Quitet ပြည်ပြင်းပြင်းထန်နေတဲ့နေရာမှာနောက်ဆုံးအသုံးပြုနေတာဖြစ်ပါတယ်။အဲ့ဒါစစ်ဘီဟာလားကျွန်တော်မိသားစုပုံမှန်ဆိုတာရှိတာပဲ။ကျွန်တော်ကဖမ်းမိတယ်ဆိုရင်ကျွန်တော်ဖမ်းမိတဲ့ပုံမှန်တွေဆိုရင်ကျွန်တော်ဘယ်လိုမျိုးဆက်ဆံလဲဆိုတာကျွန်တော်မိသားစုတွေ့မှာပါ။ဆိုတော့ TNLA တပ်ဖွဲ့ဝင်ကို Jumpasic Quitet ကဖမ်းမိတယ်။ဖမ်းမိတဲ့ ကျွန်တော် DNL တက်ဖွဲ့ဝင်ခေါင်းကိုဖြတ်ပြီးတော့စာလိုက်ထဲထည့်ပြီးတော့ drone နဲ့ DNL တက်ဖွဲ့ဝင်လေးစီမှာလာချလိုက်တယ်ဆိုတော့ DNL တက်ဖွဲ့ဝင်ကပထမ drone ပုံလေးလာကြအောင်ပြီလို့သူတို့ကပြီးတော့ကြပြီးတော့ဖုံးပြီးတော့ဖုတ်ဆိုပြီးတော့မကွေးဘူးဗျမကွေးတဲ့အချိန်ကျမှထွက်ကြည့်မှသူရဲ့တက်ဖွဲ့ဝင်ခေါင်းဖြတ်ပြီးတော့စာလိုက်နေလားပြစ်ချသွားတာဟုတ်ပြီ ောင်းတစ်ဖက်ဝင်တယ် DNA ထင်းချောက်တာကြောင့်ပဲကိုစတောင်းထိုးတိုက်ခိုက်နေတာကျမရဲ့မိသားစုဝင်နေအခုချိန်မှာအနည်းဆုံးဖြစ်တဲ့ခုံမုံကျေးကအနည်းတရောက်ရှိလာပြီကျွန်တော်ကြောင့်ပဲမျိုးကိုဂျပန်စစ်ခွေးတက်မဝင်နိုင်အောင် DNA တစ်ဖက်ဝင်တွေကဆက်လက်ပြီးတော့ခုခံနေပါတယ်ခုကျွန်တော်ပြောနေတဲ့အချိန်အထိလည်းပဲတိုက်ပွဲပြင်းထန်နေစေဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်နေဒီချိန်မှာကျွန်တော်တို့ ။ပပိုးကောကနေပြီးတော့ TNL ကိုဖိအားမျိုးစုံပေးနေတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်တယ်။ပြီးတော့တင်းတင်းရှာရှာထူးခြားတာချက်ချက်က UWSA water point ဝင်တွေအတွင်းထဲကိုတရုတ်ထောက်လန်းရေးတွေထည့်ထားပြီးတော့အထူးစောင့်ကြည့်ခံနေရတဲ့ကျွန်တော်ညီတော်မာမိတ်သုံးဘွဲ့အကြောင်းလည်းပါပါတယ်။ UWSA တပ်ဖွဲ့ဝင်တွေမှာတရုတ်ထောက်လန်းရေးတွေရှိနေတာเนาะကျွန်တော်မိသားစုဝင်တွေထည့်ထားလား ထပ်ပြီးတော့အရှုလက်ရှိစစ်မြေပြီးနဲ့ပတ်သက်ပြီးတော့ကြီးတထောင်အောင်မရောက်ဖို့အတွက်တယောက်ကလေမီကိုဖြတ်တင်းထားတာဒီချင်းနေရီကျွန်တော်ချင်းဆိုင်နေရတာဖြစ်တယ်ကျွန်တော်တာဆိုမလျှော်သောစွဲလုံးလတွင်နေကျွန်တော်တို့ကောင်းဆုံးကြိုးစားပြင်ဆင်နေကြတယ်မရှိချင်းနေမှာသူစစ်တောင်းထိုးတယ်သူပြန်လည်ပြီးတော့တစ်ခက်သိမ့်ပတ်တယ်ဆိုတာ ကတော့ဘာလည်းပြန်ကြားပြန်ရှိပါလိမ့်မယ်။ဒါကတော်လိုင်းရဲ့အဆုံးဖြတ်မှုပါ။ကျွန်တော်တို့အကျွန်တော်တို့ယနေ့အချိန်ကြီးမြို့ပေါင်းတရာနီးပါးအထိကိုကျွန်တော်တို့တစ်ခက်သိမ့်ပိုက်ထားနိုင်စေဖြစ်တယ်။အကြသေးခင်ကမှမြို့လေးနှစ်မြို့လောက်ပြန်ပေးလိုက်ရကျွန်တော်တို့တက်ကမိုင်နာပဲကျွန်တော်ယူသားဆို။ဒါပြင်အရေးကြီးတဲ့ KIA နဲ့ထိစပ်ထားတဲ့မာပြူဟာကြအချက်ချာကြတဲ့မြို့ကျွန်တော်တို့တစ်ခက်သိမ့်ပိုက်ပြီးတော့နောက်ထပ်တစ်မြို့မကြခင်မှာလဲစိုးအောင်မှာကျွန်တော်ယူသားဆို။တို့ကဘယ်ကောက်ပွဲ အဲ့ဒီရွေးကောက်ပွဲကိုအပိုင်းအတံပြင်ဆင်ပြီးတော့နေမီတွေရရှိဖို့အတွက်ဘယ်နေရာမှာတော့ရွေးကောက်ပွဲလို့ပဲဘယ်နေရာမှာတော့အတင်းအကျပ်သူတို့ပြအပေးပြီးတော့ရှင်ရလူငယ်ကလက်နဲ့အင်ကအကုန်လုံးကိုပို့အောပြီးတော့အုံပြုတ်နေတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်သူတို့တက်ကတော့နောက်ဆုံးချိန်ကြီးကျွန်တော်တက်ကတော့ခွင့်ရေးကောင်းပါ ိုင်းခံရမှာကျွန်တော်မိသားစုပိုင်းခံရဒါပေမဲ့သက်ဆက်ပေါက်တွေကိုတော့အရင်ရှင်းဖို့လိုတယ်ဘို့ကျွန်တော်တို့လူငယ်တွေနေကြနေရမှာရှိဘူးဘယ်ညလာကြည့်မှာဘာဖြစ်ခေါ်မှာကျွန်တော်မိသားစုကျွန်တော်တို့ဟာအရာကိုတစ်ဖက်ဝင်နေနဲ့မာမိတ်အနေနဲ့ရှိတယ်ဆိုအရာကိုတစ်ဖက်ဝင်နေရကွန်မန်းကိုကျွန်တော်နားထောင်ရတယ် ဒီအန်ယူဂျီကျွန်တော်တို့ညညရဲ့အစိုးရကလေးတစ်ဖက်ကိုနေပေါ်လောက်ဆောင်ရတယ်ဆိုရင်ကျွန်တော်အန်ယူဂျီနဲ့ပတ်သက်တဲ့ဒါကလေးတစ်ဖက်ဝင်တွေအစင်စင်ညကြအမိန်ပေးတဲ့ comment တွေကိုကျွန်တော်တို့ကနားထောင်ရတဲ့သူတွေဖြစ်တယ်ကိုယ်ပိုင်အစင်မပြေတဲ့ခက်ခဲမျိုးစုံကိုကျွန်တော်တို့တုံးချင်းစီတိုင်းတွေ့ကြုံခဲ့ရပြီဖြစ်တယ်ဒါကြောင့်အရှိမကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်အကူအညီတောင်းတာပါ ဟုတ်ပြီဒီနေ့မှာဒီနေ့မှာပေါ့နော်ဒီနေ့ပိုင်းမှာလည်းပဲသူကြဖြစ်စဉ်ကူဖြစ်သွားခဲ့ပါလေအဲ့တော့မနီချီကရှမ်းပြည်တိုးတက်ရေးပါတီ SSPP ထိန်းချုပ်ထားတဲ့ကြေးရကအဲ့ဒီမှာရှိတဲ့ကြေးရဒေသခံတွေကကျွန်တော် TNLA တောင်းတက်ပြီပေါ့ဗျာဂိမ်းမချဖို့အတွက်ဆန္ဒပြခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်နဲ့ထွက်ပေါ်လာတယ် ဒါပေမဲ့တောင်းတပွဲဝင်နေခေါင်းဆောင်ပိုင်းတွေကနေပြီးတော့အဲ့ဒီ gate ကနေပြီးတော့စုတ်ခွာထိုင်းလိုက်တယ်သူတပွဲဝင်နေဒါပေမဲ့သူရဲ့စာကားလည်းသူရဲ့ဒါပြောဆိုချက်ပေါ့နော်အဲ့ဒါကြီးကကျွန်တော်ထည့်သွင်းလို့နည်းနည်းပြောပြခြင်းနဲ့ကျွန်တော်မိသားစုနဲ့အဲ့တော့ဆိုတော့ဒီကျေးရွာကို တန်ဖက်စစ်ကိုတက်ကဘုံလာခြင်းမှာစိုးလို့အဲ့ဒီခိတ်ကိုဖြတ်ခိုင်းတာပြီးတော့အဲ့ဒီကြေးရကမျိုး TNL တွေထွက်ခွာမှုပြောတယ်ဆိုတာကအဲ့ဒီလူကဘုံချေခံရမှာစိုးလို့တယ်ကျွမ်းမိသားစုနေတတ်တမဲ့မြို့လေတတ်တဲ့တတ်တမဲ့ဘုံကြီးကြောင့်နေစာတင်ကြောင့်နေတတ်တမဲ့ကြေးရတွေကိုဘုံချေမိလောင်တိုက်သွင်းပြီးတော့အကြောက်တရားသွင်းနေတဲ့ ဂျန်ဖက်စီခွတ်တဲ့လူရက်ကအဲ့ဒီမစ်ရှင်ကအောင်မြင်သွားပြီလားလို့တော့စဉ်းစားစရာဖြစ်တယ်သူတို့ရောက်လို့ဘုံကျဲမှာဆိုးလို့တဲ့ TNL ဂိမ်းချရပဲနဲ့ TNL တွေအဲ့ဒီရွာတွေကထွက်သွားဖို့အတွက်ပြည်သူက SSPP နဲ့ပေါင်းပြီးတော့စန္ဒပြတာကျွန်တော်ဘက်ကနေတော့သူတို့ကပြဿနာဆွေးနွေးဖို့ပြောတယ်ဒါပေမဲ့သူတို့ဘက်ကလုံးဝလက်ခံဘူး TNL ဂိတ်ကိုဖြတ်စည်းလိုက်ကြတယ် စစ်ကောင်စီရဲ့လေကြောင်းကနေပြီးတော့လွတ်ဖို့အတွက်ဖြစ်တယ်လို့စလားပြပွဲမှာပေါဝင်သူအချို့ကပြောဆိုတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ရှင်သူဟာတော့ပြည်သူကိုကောင်းကောင်းဒုက္ခပေးပြီးကောင်းကောင်းအကြောက်တရား ချို့နေရာတွေမှာဆိုကျွန်တော်ပြည်သူတွေငတ်မို့ခေါင်းမအောင်တမင်ကထားတာရန်ရက်ဆက်ရှုံးတာဒါရီယာထောင်ချောက်ပါဒါရီယာထောက်ပေါ့မဟုတ်ဘူးလူရှိရွေးကောက်ဖို့စန့်ချင်ကြဒါရီယာထောင်ချောက်ဒါရီယာထောက်ပေါ့မဟုတ်ဘူးဆိုတာမျိုးဒီပုံစံမျိုးလက်ရှိကြီးတဲ့ဒေသမျိုးရနေမြေအသီးသီးမှာအခက်မြေပြင်မှာကြုံတွေ့နေရတာ ကျွန်တော်တို့ကလည်းချက်ပေါက်ပိတ်ခဲ့ရတာရှိတယ်ကျွန်တော်မိသားစုကျွန်တော်နှစ်လကျော်ကြာပိတ်မိတယ်မြူဒန်ညွေဆူရကဝေးဝင်ကြီးဌာနတောင်မိုင်းတိုင်းရဲ့တာဝန်ကကျွန်တော်ကိုယ်တိုင်ဖုန်းဆက်တယ်ဇာမန်ကြီးလေးဇာမန်ဒါမန်အဲ့ဒီကိစ္စတွေကိုဖြစ်ခင်ရတယ်ကျွန်တော်သူ့ကိုပြောအဲ့လိုလုံးမရဘူး အဲ့လိုလုံးလုံးမရငါတို့ကအမှားမဖြစ်တယ်ငါတို့ကသူတို့နဲ့ဘလို့ဆက်ဆံနေတာဖြစ်တယ်အဲ့လိုလုံးလုံးမရတကယ်လှုပ်တော့ခံရတာကျွန်တော်တို့နောက်ဆုံးဘလို့မှမရတဲ့အချိန်မှာကြော့ရစီရောကျွန်တော်ကိုယ်နဲ့ဖုန်းဆက်တာကြော့ဘလို့လို့ပဲကြော့ကျွန်တော်တခေါမပြောတယ်ညီလေးကအခုမနေ့ပြန်ကားလှုပ်လိုက်မယ်မနေ့ပြန်ကားရောက်တာ ဒီလိုချင်းမျိုးတွေကျွန်တော်တို့ကိုနိုင်တဲ့ဖူးတွေဒုတိယကြုံခဲ့ရတာကျွန်တော်တို့နီမျိုးစုံနဲ့ဒီတော်လန်ရေးမှာကြုံကံခဲ့ရနီမျိုးစုံနဲ့ကျွန်တော်တို့ထပောက်မျိုးစုံကိုကျွန်တော်တို့ကိုနိုင်လမ်းဖောက်ရဒါပေမဲ့ကျွန်တော်တို့ဘသူ့ကိုမှစိတ်ပြတ်သွားဘူးဘသူ့ကိုမှမကောင်းကြောင်းမပြောဘူးကျွန်တော်တို့ကျွန်တော်တို့တော်လန်ရေးနေတာကအရင်ကငုံကိုချက်လုံးလုံးကျွန်တော်ရဲ့ကိုယ်ချိုးတွေကိုစောင့်ပြီးတော့ ကျွန်တော် drive ပြီးလုံးမှာရှိကျွန်တော်အတွက်ပြည်အောင်စုဘွားတိုင်းရင်းသားတွေအားလုံးအတွက်ကျွန်တော်တော်လိုင်းလုပ်နေချင်းဖြစ်တယ်။ကိုယ်ထက်ကျွန်တော်တိုင်းရင်းသားတွေပို့ချစ်လို့ကျွန်တော်တော်လိုင်းမှာပါဝင်နေကြတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့မှာကိုယ်ဝင်ဒုက္ခတွေရှိတယ်။ကျွန်တော်တို့မှာအတန့်နဲ့ချီချောက်ခံရတာတွေရှိတယ်။ကျွန်တော်တို့မှာနောက်ကျွန်တော်ကဘာနဲ့ထိုးနေသူတွေရှိတယ်။ဒါမှကျွန်တော်တို့ဘယ်တော့မှနောက်မဆုတ်ခဲ့ မီးမျိုးစုံနဲ့ကျွန်တော်တို့တက်တက်နေလဲအကုန်သုံးပြီးတော့ကျွန်တော်တို့ရှေ့ကိုဆက်နေတာဖြစ်တယ်။ဒါကိုကျွန်တော်ရဲ့ feel ကိုကြည့်နေတယ်။ကျွန်တော်ရဲ့မိသားစုဝင်တွေဒီကြောင်းကိုနားလည်မယ်လို့ကျွန်တော်မျှော်လင့်တယ်။သူကြောင်းရဲ့ဘာတွေပြင်နေလဲ။တုံးရောအဲ့ဒီတုံးရောကိုကျွန်တော်ခေါ်ထုတ်တာ။ဘုရားရင်ပြောမယ်ဆိုရင်မြန်မာချက်ငွေ3000နဲ့3040လောက်ကျွန်တော်လုပ်တယ်။မိအားနဲ့ပြန်တာမရှိဘူးကျွန်တော်နီးမျိုးစုံနဲ့ရအောင်ခေါ်ထုတ်တာ။ စီစဉ်နေလဲကျွန်တော်ဆွဲထားတယ်တစ်စက္ကန့်တော့နောက်ကျလို့မရအောင်ရာရာပြောင်းသွားနိုင်တောင်းရင်တော့ဘာလဲတည်ခြင်းတရားပီရီယက်ကောင်းပါတယ်တော်တော်ကောင်းပါကျွန်တော်တို့လူငယ်တွေကျွန်တော်အများကြီးပြရခံရတာဒီအရောက်ကြားထဲမှာလုံးလုံးနေတဲ့အချိန် ပုံစံရိုးစုံနေကျွန်တော်တို့ထွင်လင်မာလေးထွင်လင်မာလေးဒါကြောင့်လည်းဒီနေ့အချိန်ကြီးကျွန်တော်တို့အောင်ပွဲရရနေတာဟုတ်ပြီကျောင်းမသားစုတော်ဘောင်းဒီကအဲ့လိုပါဘာဆိုတော့ကျောင်း DNL မှာတော့လက်ရှိမှာတော့ကျွန်တော်ဖစစ်ကွတ်တက်ကနေပြီးတော့ဒါ drone ညညာပြအသုံးပြုပြီးတော့နည်းနည်းကြည့်ရရောဝင်ရနေပြီးတော့ကျွန်တော်တက်နေတဲ့ပုံချက်ဒီပြကတ်မှုတွေနဲ့ရှေ့ကိုဆက်တိုးနေတာဖြစ်တယ် ပြီးတော့အချို့ကြီးရ data တွေကိုသူတို့ကကြောင်ပြားပြီးပြီးတော့ကြောင်တရားငယ်တက်ဖွဲ့ဝင်တွေအဲ့ဒီကြီးရထဲမှာနေမယ်ဆိုရင်အဲ့ဒီဂျွာတွေကိုပါဘုံပြင်းမယ်ဆိုတော့ချိန်ချောက်မှုတွေတကယ်လည်းလုပ်ပြသူတို့ချင်းနေလို့ကျွန်တော်တို့နောက်ပိုင်းမှာတနေ့စစမြင်တွေ့လာတာဖြစ်တယ်ဆိုတော့မရှိချိန်မှာတောင်းပန်နေပြီးတော့ကြောင်ပြားမျိုးအနည်းလုံးဝဲ တောင်စိလေးနဲ့စကန်တာချေးအောင်ချိန်မှာစကောက်စီနဲ့ TNL ကြတိုက်ပွဲပြင်းထန်နေတဲ့စတိမ28ရက်နေ့သတင်းတွေမှာကျွန်တော်တို့ဖော်ပြထားတာရှိတယ်။ဖမီတာတဲ့ TNL တပ်ဖွဲ့ဝင်ခေါင်းကိုဖျက်ပြီးတော့ drone နဲ့ပြန်ချပြီးတော့ကြောက်စိတ်တွင်စစ်ဗျူဟာကိုတုံးပြုတ်နေတဲ့အခြေအနေထိလည်းရောက်ရှိနေတယ်။ကိုယ်ကျုံပြရတဲ့ TNL ရဲ့တပ်ဖွဲ့ဝင်တဦးရဲ့ဒါပြောအရာပေါ့နော်ဖန်စီထားတဲ့ TNL တပ်ဖွဲ့ဝင်ခေါင်းကိုဖြတ်ပြီးတော့စကောက်စီဘက်ကနေပြီးတော့ TNL တပ်ဖွဲ့ဝင်တွေရှိရ drone နဲ့ပြန်လာချပေးပြီးတော့ကြောက်စိတ်တွင်းတယ် နီးပြူဟာကိုအသုံးပြုနေတယ်လို့ဆိုပါတယ်ဒုံပေါ်ကြီးကြပါတယ်ထင်တယ်ကြပါတော့မကွဲဘူးဆလိုက်ချင်းမှထည့်ထားတယ်အဲ့ဒါကိုအဲ့ဒီဆလိုက်ကိုဖွင့်လိုက်ချိန်မှာဖန်ခန္ဓာရရတယ်ကျွန်တော်တို့ဒါတပွဲဝင်လူကောင်းဖြစ်နေတာကိုတွေ့ရတာပါတယ်အခုချိန်မှာလည်းဒုံတစ်ခိုက်မှုတွေကိုဒီကသုံးပြီးတော့ဆစ်စင်ရေးကိုဆင်နွှဲနေတယ်လို့တီအန်နဲ့တပွဲဝင်တွေကလည်းပြောဆိုထားပါတယ်ဆိုတော့သူက တမင်းမျိုးကိုပြန်ပြီးထိချုပ်ခြင်းတာပြီးတော့လာဆိုမဲလေးပြောင်းလမ်းမကြီးကိုပြန်ထိချုပ်ဖို့အတွက်တိဘောမျိုးကိုဆက်ပြီးတော့လဲပဲဒါ processing တက်ခိုက်နိုင်နေဆိုတဲ့အုံသက်ချက်တွေလည်းကျွန်တော်တို့အားလုံးတွေ့နေရဖြစ်ပါတယ်လက်ရှိအချိန်မှာဒီတောင်းတက်နေပေါ့နော်မျိုးတွေကိုလက်လွတ်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင် ဒီ TNL တဖက်ဝင်ပြီးပေါ့တရုတ်ရဲ့ PR ကကျွန်တော်2023အောက်တိုဘာ29ရက်နေ့မှာစတင်ပြီးတော့ဆက်ဆက်ပုံစစ်စင်ရေးရပောင်း89ရက်ကြာပြီးတော့2024ဇန်နဝါရီဇန်နဝါရီ10ရက်နေ့မှာတရုတ် PR တွေနဲ့ hiking သဘောတူညီချက်လက်မှတ်ထိုးပြီးတော့ခဏအပြစ်ခက်ရခဲ့ကြသေးတယ်ဒါပေမဲ့ဒီကရေစမှုကတော့ကျွန်တော်တို့တာရှင်မခံခဲ့ပါဘူး2024ဇန်နဝါရီ25ရက်နေ့မှာစံစက်ကိုဆစ်စင်ရေဒုတိယ ဘိုင်းဒါဆက်စင်ရေးထက်မှန်ပေါ်ပေါ်လာပြီးတော့အဲ့ဒီတိုက်ပွဲတိုက်နေတဲ့အချိန်တော့တွင်မှာပဲဒါတရုတ်ကဒီတော့မာမိတ်သုံးဘက်ကိုခေါ်ယူဖိအားပေးပြီးတိုက်ပွဲရပ်ဖို့တဲ့ဗမာလိုင်းကတပ်ပုံမကြီးမားတဲ့ဖိအားတွေပေးခဲ့တာဆိုတော့အဲ့ဒီဖိအားတွေထဲမှာထူကြတဲ့ချက်ချက်က UWSC ဒီထိန်ချုပ်ဒေတာကနေညီတော်မာမိတ်သုံးဘက်ဘက်ကိုကြည်တောင်းမှစီစဉ်မှုမရှိစေဖို့အတွက်တရုတ်ကဝတ်တဲ့ရဲ့ဂိတ်တွေမှာထောက်လန်းရေးတွေထယ်ထားတာအဆက် ပြီးတော့ဒီမြောက်မမိတ်သုံးဘွေရဲ့ထိစပ်နေတဲ့တရုတ်နယ်စပ်တွေမှာတရုတ်နယ်စပ်ဂိတ်တွေကိုအထူးစောင့်ကြည့်ပြီးတော့ဂိတ်တွေအကုန်လုံးကိုပိတ်ပြီးတော့ပါဖီအားပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီဖီအားတွေနဲ့တို့ကျွန်တော်ကိုကန့်တက်ကဂျန်ပစစ်ခွစ်တက်နဲ့အပြစ်ကရက်ပြီးတော့လာရှုံမြို့ကိုဂျန်ပစစ်ခွစ်တက်စီမှာလကားပြန်လွှဲပစ်လိုက်ရတဲ့အခြေအနေလည်းရှိခဲ့တယ်ပြီးတော့တရုတ်ဟာကိုကန့်တက်ရဲ့ခေါင်းဆောင်တွေကိုဖမ်းဆီး ရှုံနာမကပဲနဲ့တရုတ်ဘက်ကနေစီးစင်းနေတဲ့ကုကန်တက်တူရဲ့ငွေကြေးတွေကိုပါထိန်းချုပ်လိုက်တဲ့အပြင်တောင်းဘက်ကိုလည်းပဲမိမျိုးစုံနဲ့ဖိအားပေးနေတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။ကျွန်မိသားစုဝင်လေဒါကလက်ရှိချိန်မှာဒါကမ္ဘာအင်အားကြီးတရုတ်နိုင်ငံကကျွန်တော်တို့ရဲ့နိုင်ငံအရှိကျွန်တော်တို့ရဲ့ပြည်တော်စုဘဝတိုင်းရင်းသားတွေအပေါ်မှာကုန်သွေးစော့ကြိုးကြိုင်နေတာထင်ထင်ရှားရှားမြင်တွေ့နေရပါတယ်။ သူ့လက်ကိုလက်ဆိုတာရှိတယ်။ကိုယ်နဲ့ကြရင်တော့မနှွေစတန်းလို့ပဲကျွန်တော်ပြောချင်တယ်။လက်ရှိတောင်းနိုင်ငံတွင်းမှာရှိတဲ့တရုတ်နဲ့ပတ်သက်သူမှန်သမျှနဲ့တရုတ်စီးပွားရေးအားလုံးကပြည်သူပိုင်ဖြစ်စေရမယ်လို့ဒီနေ့ကျွန်တော်တိတိလင်းလင်းပြောကြရင်လည်းဒီနေ့ဗီဒီယိုကိုဒီလိုချုပ်ပြစေ။နေပြီစပီကပေချောင်းနဲ့ကြောင်းနိုင်ငံတွေမှာရှိတဲ့မိသားစုဝင်တအိုးချင်းစံပြင်းနဲ့ကင်းရှင်းပါတဲ့လေးကနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလိုက်ပါဗျာ